ဘိုးလူပေလာခေါ်လို့ကြုတ်လိုက်ခဲ့တာဗျမြို့ဝကျွန်းဘော်ကမျိုးလေးတစ်မျိုးကိုကျုပ်တို့ရောက်လာတယ်အေယာဝတီတင်မော်ကြီးစီးပြီးတော့ရန်ကုန်ကတဆင့်လာခဲ့ရတာဗျဘိုးလူပေကိုလာပြီးပြင်တာကအဲ့ဒီမျိုးလေးမှနေတဲ့ဘိုးလူပေရဲ့မိတ်ဆွေဥပဝင်းနဲ့ဥပဝင်းကလည်းဆရာပဲဗျဘိုးလူပေကိုမွေးစားခဲ့တဲ့ပထမန်ဆရာဘွားကြီးထွက်ရမကြွခင်တုန်းကဆရာဘွားကြီးစီမှာတပည့်ခံခဲ့တဲ့သူဗျဆရာဥပဝင်းကလည်းဒီနယ်မှာတော့လှုပ်ကိုကြောကြားတဲ့ဆရာဗျဘိုးလူပေကဆရာဥပဝင်းကိုအကိုလို့ခေါ်တယ် ဒါပေမဲ့အခုကြုံနေရတဲ့ပြဿနာကိုဆရာဦးပါဝင်းကသူကိုယ်တိုင်ဘလို့မှမရှင်းနိုင်ဘူးတဲ့ဗျ။သူ့ဆရာပထမန်ဆရာပွားကြီးစီကိုပွဲပေးပြီးရှောက်ထားတော့အိမ်မက်ထဲမှာဆရာပွားကြီးကကြွလာတယ်တဲ့။မောင်ပါဝင်းဒီကိစ္စကိုမင်းမနိုင်ဘူးမင်းမလုပ်နဲ့ငါသားမောင်လူပေကို တွေးအောင်ရှာပြီးတော့ပြင်ပြီးတော့ဆရာပွားကြီးကအဲ့ဒီလိုအမိန်ရှိတာနဲ့ဆရာဦးပါဝင်းကလည်းဘိုးလူပေကိုလိုက်ရှာပြီးတော့ပြင်ရတော့တာဗျ။ဘိုးလူပေကဆရာဦးပါဝင်းကိုအကျိုးကြောင်းမေးကြည့်ပြီးတော့ပြောတယ်။ ဒီကိစ္စကတိတ်ပြီးလွယ်မယ်မထင်ဘူးအကိုပါဝင်းကြီးကျုပ်တပည့်မောင်းတာတွေကိုအကူညီခေါ်မှဖြစ်လိမ့်မယ်ဗျအကိုပါဝင်းတို့ကျုပ်တို့ကဆရာကြီးဆိုတော့မျက်ကွင်းစည်းကလည်းကွင်းကွင်းမရှိဘူးလေတခြားအကူညီလဲလိုချင်လိုအောင်မှာဗျဘိုးလူဘေကအဲ့ဒီလိုပြောပြီးတော့ကျုပ်ကိုလာခေါ်လာတယ်ဗျဆရာဦးပါဝင်းကရန်ကုန်ကစောင့်နေဗျကျုပ်တို့ဆင်းလာတော့မှရန်ကုန်မှာစုံပြီးအေယာဝတီတင်းမောနဲ့ခေါ်လာတာဗျာတင်းမောကချောင်းကျည်ကြီးရဲ့ရောက်သွားလိုက်ချောင်းကျင်းထဲဝင်လိုက်နဲ့တညာလုံးကိုမောင်းတာဗျူ သင်းမောပေါ်မှာလည်းလူဒီမှပြည်လို့ဗျနှစ်ထပ်သင်းမောကြီးရဲ့အပေါ်ထက်မှာရောအောက်ထက်မှာရောခရီးတွေတွေကအိယာတွေခင်းပြီးတော့အိနေကြတာဗျာကျုပ်တို့ကတော့ဆရာဥပဝင်းရဲ့အစီအစဉ်နဲ့အပေါ်ထက်ကအထူးကမ်းမှာနေရာရတယ်ဗျဂရင်လေးတွေနဲ့အိယာတွေအထူးကမ်းမှာကတီးတဲ့အိမ်သာပါတယ်လीဗျာမနက်ဝီလီဝီလင်းမှာမျိုးလေးကိုသင်းမောစိုက်တယ်ဗျဒီမျိုးလေးမှာကကားမရှိဘူးမြင်းလေးတွေဘာတွေလည်းမရှိဘူးဗျစိုက်ကားပဲရှိတာဆရာဥပဝင်းကဘိုးလူပေကိုစိုက်ကားနဲ့ပင့်နေ ဥပဝင်းရဲ့အိမ်ကနှစ်ထပ်အိမ်မြအောက်ထပ်ကတိုက်ခန်းအပေါ်ကတော့တစ်သားပေါ့ဗျာဆရာဥပဝင်းကအသက်60လောက်တော့ရှိပြီတာသမီမထွန်ကားခဲ့တော့သူ့ဇနီးနဲ့သူပဲရှိတာဗျဆရာဥပဝင်းရဲ့ဇနီးကဒေါ်အောင်မေတဲ့သူကလည်းအသက်60လောက်တော့ရှိပြီမြို့ဝကျော်မော်ကငါးပစုံပေါ်ပြီးငံပြားကြီးလဲအကောင်းစားထွက်တော့မဟင်းငါကလှုပ်ကိုကောင်းတာဗျူမိုးလင်းတာနဲ့ဆရာဥပဝင်းကကျွေးရီတုတ်ချိုင်းလေးတစ်လုံးဆွဲပြီးတော့မဟင်းငါထွက်ဝဲပြီးကျွေးတာဗျာ မုံဟင်းကားထဲမှာပဲကြော်ရောငဖဲကြော်ရောငါတလောက်ဥကြော်ပါထဲ့ကြွေတာဗျကျုပ်ကတော့နှစ်ပွဲလောက်ကိုစားပြတာဗျမုံဟင်းကားနှစ်ပွဲစားပြီးတော့ငကားစီဘောလေးလီထုတ်ပြီးမင်းကြီးလိုက်တယ်မောင်တာဒီကငကားစီဘောလေးကြိုက်တယ်ထင်တယ်ဟုတ်တယ်ဆရာရဲ့ကျုပ်ကငကားပဲတောက်နေကြဆိုတော့တခြားတစ်စီလည်းပြောင်းတော်လို့မရဘူးဗျဆရာဦးဘဝင်းကကျုပ်ကိုပြုံးမိမိတာဗျကျုပ်ကလည်းပြန်ဖြေရတာပေါ့ဗျာ ဟုတ်တယ်မောင်တာဒီရဲ့စီးလိတ်ဆိုတာကလည်းကိုတောင်းနေကြတဲ့စိတ်ပဲတောက်လို့ရတာကွယ်စေးဆက်ပြောင်းလိုက်ရင်ချောင်းဆိုးရောကွယ်ကျုပ်လည်းအဘဆရာဘွားကြီးစီမှာပညာယူတော့ငါဆိုရင်ငကားပဲတောက်ခဲ့တာပခုတ်ကူမကစီးလိတ်ကိုစုံနေတာပဲဒါပေမဲ့ကျုပ်ကလည်းငကားပဲတောက်ခဲ့တာအော်အကူပါဝင်းကိုပြောရအောင်မေဟော်ရီမောင်တာဒီကကျုပ်နဲ့မတွေ့ခင်ကလေးကအကူနုံဖားနဲ့တွေ့တာဗျဟီးဟုတ်လားမောင်တာဒီအကူနုံဖားဆိုတာကျုပ်တို့ဆရာတူတပည့်တွေထဲမှာအကြီးဆုံးပဲကွယ် ကျုပ်တို့အားလုံးရဲ့အကူကြီးလို့နေလာတာမောင်တာဒီရဲ့ဒါနဲ့မောင်တာဒီကဆရာနွန်ဖားနဲ့အခုလိုပဲလိုက်ဖူးတယ်ဗောဟုတ်လားဟုတ်ကဲ့ဆရာကျုပ်ကလိုက်ဖူးပါတယ်ဆရာနွန်ဖားရဲ့ဆရာကြီးဒေါက်တာမင်းအောင်နဲ့တောင်လိုက်ဖူးပါတယ်ဆရာနွန်ဖားလည်းပါတယ်ဆရာရဲ့ဟေးဒေါက်တာမင်းအောင် ဟုတ်လားဟာအားကြီးကိုပညာထက်တာဆိုပဲဟေးကျုပ်တို့ကတော့ကြားဘူးယုံမယ်ရှိတာပါကြည်စန်းကွယ်မောင်တာဒီကပါရမီခံကောင်းလိုက်တာတကယ်ဆရာကြီးတွေနဲ့ကြီးတွေ့ရတာပါလား ဟုတ်တယ်ဆရာကြီးကျုပ်ကဆရာအိုတို့ဆရာညူတို့နဲ့လည်းလိုက်ခဲ့ဘူးတယ်။အိုးတယ်လင်းနှံ့ဆက်တဲ့တငယ်ပြီပဲကွ။ဆရာဥပဝင်းကကျုပ်ကိုအံ့ဩချီးမွမ်းနေတာကိုဘိုးလူပေကပြုံးပြီးတော့နားထောင်နေတာဗျို့။နေပါဦးအကိုပါဝင်းရဲ့ဟိုတငယ်မကိစ္စလည်းပြောပါဦး။ဘိုးလူပေကလာရင်ကိစ္စဖြစ်တဲ့စေကုပေးရမယ့်လူနာအကြောင်းကိုမေးတာဗျ။ဒီလိုကိုလူပေရဲ့ကလေးမလေးကဒီရဲ့အနောက်ထဲမှာနေတာ။ အေးရိတ်တာရက်ွက်လို့ခေါ်တယ်။တစ်ကြီးဝါးကြီးတွေအများကြီးရှိလို့မှိုင်းညွန့်နေတဲ့အရဲပြ။ဝိုင်းနေကလည်းအကျဲသားပဲ။အဲ့ဒီအေးရိတ်တာရက်ွက်ရဲ့ဟိုဘက်အစွန်ဆုံးမှာတိုက်အိမ်ဟောင်းကြီးတစ်လုံးရှိတယ်။ထီထီကြီးဗျာ။ဒီဘက်ကအေးရိတ်တာရက်ွက်နဲ့ဆိုရင်တော်တော်လေးကိုလှမ်းသေးတယ်။ကြားထဲမှာလည်းလူနေအိမ်မရှိဘူး။ခြုံနေတော်တွေပဲရှိတယ်။ဝါးတော်တွေရှိတယ်။အဲ့ဒီတိုက်ဟောင်းကြီးကခြံအကျဲကြီးထဲမှာရှိတာဗျ။ခြံဝင်းထဲမှာတော့တီးပင်ပန်းပင်တွေမှာစုံလို့ပါဗျာ။ကန်းကောခရီးဗရောက်တရဖီတရက် မာလကမယံပိနဲ့ကြက်မောက်ပင်အိုးစုံနေတာပါပဲဗျာဒါနဲ့အဲ့ဒီမှာနေတဲ့မိသားစုကရောဘသူတွေတုံးဗျာဟာလူမနေဘူးကိုလူပေးရဲ့တိုက်ကြီးကဟောင်းနှံပြီးတော့မဲမဲကျုပ်ကျုပ်ကြီးဖြစ်နေတာဒါဆိုရင်တည်တီဝလန်နေကိုခူးကျင်နေသူကဝင်းခူးရော်ဘောကိုပါဝင်းရဲ့ဘသူမှ မခူးရဲပါဘူးဗျာခူးဖို့နေနေသာသာခြံဝင်းထဲကိုဝင်ရဲတဲ့လူတော်ဟောရီမျိုးမှာတယောက်မှမရှိဘူးဗျာ ဟင်ဘလူเจ้าနော်ကိုပါဝင်ရဲ့တမျိုးလုံးကလူတွေပြောတာကတော့အဲ့ဒီတိုက်ရင်ကြီးနဲ့ခြံဝင်းကြီးထဲမှာတရေရှိတယ်လို့လို့ဥစ္စာဆောင်ရှိတယ်လို့လို့ပေါ့ဗျာမယုံလို့ခြံထဲဇိုးဝင်ပြီးခူးလေဆွတ်တဲ့သူတွေဆိုရင်နေကင်းကြောင်တော်မှာတော့ဖုံတိုင်းနဲ့ရိုက်ခံရလို့အမောဆိုးမတက်ပြေးကြရတာဗျူနောက်တော့လေဘသူမှခြုံထဲကိုမဝင်ရတော့ဘူးပေါ့ဗျာအခုတော့ခြုံထဲပိတ်ပေါင်းနေနဲ့တော်ယုံလူကအနားတော်မကက်ရဲတော့ဘူးပေါ့ဗျာခတ်တာကအဲ့ဒီတိုက်ဟောင်းကြီးရဲ့ဟိုဘက်မှာကတောကြီးဗျာ ဒီမျိုးကလူတွေထင်းခွေဝါခုတ်ရှော့ဆုပ်လုပ်ကြတဲ့တောကြီးပေါ့ဗျာအဲ့ဒီတောကြီးထဲမှာဝင်ပြီးတော့ထင်းခုတ်ကြမြို့ထဲမှာလိုက်အောင်ကြပေါ့ဗျာမိုးဦးကြချင်းဆိုရင်တော့ပုံနှုတ်မြစ်ချိုးလုပ်ကြသေးတယ်ဗျတားကောင်ကြီးကြီးမားမားတော့မရှိပါဘူးယုံတော့ရှိတယ်ဗျတောကြောင်လည်းရှိတယ်တခါတလေတော့တောဝက်လေးပါလေးရထက်တယ်မြို့ထဲကအမဲပြစ်ဝါသနာပါတဲ့သူတွေကလည်းအဲ့ဒီတောထဲဝင်ပြီးတော့ယုံလေးပါလေးပြစ်ကြတာပေါ့ဗျာ နေပါဦးကိုပါဝင်ရဲ့စိုးစိုးကပြောတဲ့တိုက်ကြီးမှာလူမနီတာကြားပြီလားဗျခုနှစ်နှစ်ရှစ်နှစ်လောက်တော့ရှိပြီကိုလူပေးရဲ့အဲ့ဒီမတိုင်ခင်ကတော့ရှမ်းလိုလိုလူတယောက်နေတယ်ဘဲကားရောက်လာတဲ့လူလည်းမသိဘူးဗျအဲ့ဒီအိမ်ကြီးမှာတက်နေတာပဲသူရှိတုန်းကတော့ခြံဝင်းကိုအမြဲရှင်းလင်းထားတာမျိုးကလူတွေကအဲ့ဒီကလေးကဒီခြံကြီးတဲကိုမဝင်ရဲကြတာဗျဟင်ဘာဖြစ်လို့တော့ကိုပါဝင်ရဲ့အဲ့ဒီရှမ်းလိုလိုလူကလည်းတမျိုးလုံးကလူတွေနဲ့အတိအကျမလုပ်ဘူးဗျ ခြံတကားပိတ်ပြီးတော့အင်ကြီးထဲမှာပဲနေတာများတယ်ပြီးတော့ထူးဆန်းတာကခြံထဲကအပင်တိုင်းမှာမွေကြီးတွေကရစ်ပတ်နေတာတဲ့ဗျမွေတွေမှအများကြီးဆိုပဲဒီတော့ခြံထဲကိုဝင်ဖို့နေနေသာသာခြံဝမှာတော့ကြာကြာမရက်ရဲဘူးဗျအဲ့ဒီလူပျောက်သွားတာအခုဆိုရင်တော့ခုနှစ်နှစ်ရှစ်နှစ်လောက်ရှိပြီဒီလူပျောက်သွားတာနဲ့ခြံထဲကမွေတွေလည်းပျောက်သွားတယ်ဗျဒါပေမဲ့အခုဟာက မွေထက်ဆိုတဲ့တရေလာဥစ္စာဆောင်လားမသိတဲ့ကောင်ကခြံထဲဝင်ရင်ရိုက်လွတ်တော့တာဗျဒါနဲ့နေပါဝန်းအကူပါဝင်းရဲ့ ကျုပ်စေးကူပေးရမယ့်တငယ်မနဲ့ဒီတိုက်ကြီးနဲ့ကဘလို့များပတ်သက်လို့တော့ဒီလိုကိုလူပေရေးကလေးမလေးရဲ့နာမည်ကမတ်စပယ်လို့ခေါ်တယ်အသက်ကအစိမ့်လောက်ပဲရှိသေးတယ်ကလေးမလေးရဲ့မိဘတွေကဝါထရံနေတောင်းနေချင်းနေရက်တဲ့အလုပ်လုပ်ကြတယ်ကလေးမလေးကတော့အိမ်မှာပဲအမေနဲ့ကိုညီပြီးချက်ပြုတ်ပြီးပေါ့ဗျာအားတဲ့အချိန်မှာအဖေအမေတွေနဲ့ထရံနေရက်တောင်းနေရက်ပေါ့တခါတလေလဲအမေနဲ့ဟင်းရွက်ခူးတာတွေပါလိုက်တဲ့တယ်ဗျာ အခုဖြစ်နေတာကဒီကလေးမလေးကတခါတခါအိမ်ကနေပျောက်ပျောက်သွားတယ်တဲ့ပြန်လာရင်တရဖီပန်းนี่လဲဝေးနေအောင်ပန်းလာရဲဆိုပဲဗျဟင်တရဖီပန်းပန်တာစမ်းလူလားကိုပါဝင်းရဲ့ဟာစမ်းနေကိုလူပေရေဒီတမျိုးလုံးမှာတရဖီပန်းမင်ရှိတာဆိုလို့စောစောကပြောတဲ့တိုက်ဟိုကြီးရှိတဲ့ခြံဝင်းထဲမှာပဲရှိတာဗျဒါဆိုရင်ဒီငွေမကူရောမေးမကြည့်ကြဘူးလားဟာမေးတာပေါ့ကိုလူပေရေအဲ့ဒီလူမေးရင် ကလေးမလေးကမဖြစ်ဘူးဗျာ ဝီးလေကြောင်ဘက်ဒီပြောတာလေးပြူဟိုလူကပေးတာလို့လို့ဒီလူကပေးတာလို့လို့ပေါ့ဗျာဟိုချန်ကြီးတဲကတရဖီဘင်မှာလဲအပွင့်နေပွင့်လိုက်တာမှဖွေးဖွေးကိုလှုပ်နေတာပြူဒီတော့လူတွေကမဆက်ပဲဆိုတဲ့ကလေးမကချန်ကြီးတဲကိုဝင်လာလားဒါမှမဟုတ်ချန်ကြီးတဲကဥစ္စာဆောင်နေနဲ့ပတ်သက်နေတာလားပေါ့ဗျာအဲ့ဒီလူတွေတွေးနေပြောနေတော့မှပဲဒီကလေးမကပုံစံပြောင်းလာတယ်ဗျာဟင်ဘလို့ပြောင်းလာတော့ဗျာညာဘက်ရောက်ရင်မိတ်တော့ဦးရဲ့ပြူ သူ့အိမ်ခန်းထဲမှာတူး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 နဲ့စကားရီပြောနေတယ်တဲ့တခါတခါလဲတယောက်ထဲခိုးခိုးခိခိရီလို့တယ်ဗျာဒီတော့ဒီကလေးမကတိုက်ဟိုကြီးတဲ့ကဥษาဆောင်နဲ့ကြိုက်နေတယ်လို့ထင်ကုန်ကြတော့တာပေါ့ဗျာဒီလိုဖြစ်တာကကြာပြီလားအကိုပါဝင်းရဲ့တိတ်တော်မကြသေးဘူးဗျ၃လလောက်ပဲရှိဦးမယ်နောက်ထပ်ကောထူးခြားတာကြီးရှိသေးလားထူးတယ်ကိုလူပေကြီးမဆက်ပဲဆိုတဲ့ကလေးမလေးကရုပ်ရည်ယူပကတော်တော်ကိုချောတာဗျ သူ့လူလာဖြစ်တဲ့မိဘရဲ့အခြေအနေနဲ့တော့တော်တော်လေးကိုကြွားချနေတာပေါ့ဗျာသူ့ရုပ်ရည်နဲ့အလုံးထဲကတကယ့်ကိုမင်းကြိုက်စိုးကြိုက်ပုံစံပဲဗျာဒီကလေးမလေးမှာရီးစားတွေပါတယ်ရောရှိလားကိုပါဝင်ရီးစားရဲ့လို့တော့မရှိဘူးတဲ့ကိုလူပေးရဲ့ဒီလောက်လာတဲ့ကလေးမလေးပဲကိုလူပေးရဲ့သူ့ကိုကြိုက်တဲ့တငယ်တွေတော့ရှိတာပေါ့ဗျာဒါပေမဲ့ကောင်းမလေးကတော့ဘသူ့ကိုမှပြန်မကြိုက်ဘူးတဲ့ဗျာအင်းငိုလာပြီးလဲတဲ့ပတ်တဲ့တငယ်လေးတွေကို ရှိရလားဗျာ ဟာရှိတာပေါ့ကိုလူပေယာရှိလို့ပဲဒီပြဿနာကပေါ်တာပေါ့ဗျာဘဲပြဿနာတော့ကိုပါဝင်းရဲ့ကလေးမလေးစီကိုလာတဲ့တငယ်လေးတွေကိုရိုက်ပုတ်လွတ်လွတ်လीဗျာဟာဟုတ်လားဘသူက ရိုက်လွတ်တာရောမြဘဲသူဘဲဝါလို့ကိုမြင်ရတာမဟုတ်ဘူးဗျဖုံကနေဒိုင်းကနေနေအောင်ရိုက်လွတ်တာရဲ့ဗျတချို့တငယ်လေးတွေကြတော့တချို့လည်းပြီးတယ်တဲ့တချို့ကြတော့လေမင်းကဘာကောင်းလဲငါကဘာကောင်းလဲတွေထားလို့တော့တာပေါ့ဗျာ အဲ့ဒါဆိုရင်တော့ဝိုင်းထဲကနေအပြင်ကိုရောက်အောင်ဆွဲထုတ်တာဆိုပဲဟာဒါဆိုရင်တော့တော်တော်ကိုစိုးနေတာပဲဟုတ်တယ်ကိုလူပေးကြီးအဲ့ဒါကြောင့်လဲကျုပ်ကကိုလူပေးကိုတွေးအောင်လိုက်ရှာပြီးတော့ပြင်ရတာဗျဘိုးလူပေးကငြိမ်ပြီးတော့စဉ်းစားနေရဗျို့တော်တော်ကိုကြားတယ်ဗျပြီးတော့မှမေးတယ်ကျုပ်ကူးတာပြီးတော့ကလေးမရဲ့မိဘတွေကရောလက်ခံပါမလားဗျဟာလက်ခံပါတယ်ကိုလူပေးရဲ့သူတို့ကကျုပ်ကိုလာအပ်တာပါ သူတို့သမီးလေးယူနေပြီလို့ထင်နေကြတာဗျကျုပ်ကဒီကိစ္စကိုကျုပ်မကုနိုင်ဘူးကျုပ်ထက်တော်တဲ့ဆရာကိုပြင့်ပေးမယ်လို့ပြောတော့ပြင့်ပေးပါဆရာရဲ့လမ်းစရိတ်စားစရိတ်ကုန်ကြစီရအောင်ပေးပါမယ်ဆိုပြီးတော့ကျုပ်ကိုငွေတွေပေးလိုက်တာဗျအခုကိုလူပေးပါလာပြီဆိုတာကိုရောက်ရောက်ချင်းမဲ့ကျုပ်ကအကြောင်းကြားလိုက်ပါပြီခဏနေရင်ကျုပ်တို့သွားရုံမှာပဲဗျာမိဘတွေကကိုလူပေးကိုစောင့်နေကြပါပြီအေးရိတ်တာကမဆပယ်တို့အိမ်ကိုကျုပ်တို့တွေရောက်ခဲ့တယ်ချန်ဝင်းကတော့အကျေသားဗျာ ခြံဝင်းထဲမှာဝါးခွဲတဲ့သူကခွဲထရံရက်တဲ့သူကရက်တောင်းနေချင်းနေစကောစကားတွေရက်တဲ့သူကရက် ရောင်းတဲ့သူကရောင်းနေစီဝါကြီးကလည်းအတော်လေးကိုအစဉ်ပြေးတဲ့ပုံပဲဗျအိမ်ကတော့တထက်အိမ်မှာတော်တော်လေးကိုကြေကြေဝုန်းဝုန်းရှိတယ်ဗျမဆပယ်ဆိုတဲ့မျိုးသမီးကိုဖះဆင်ရှိမှခေါ်ပြီးဘိုးလူဘီကစမ်းသက်တယ်ပြီးတော့မဆပယ်ရဲ့အဖေနဲ့အမေကိုစမ်းသက်တယ်ဘိုးလူဘီကဘာမှမပြောဘူးဗျမဆပယ်ကတော့လှုပ်ရှားရှိတာသွားလို့တော့ဆိုပြီးလွတ်လိုက်တယ်မဆပယ်မရှိတော့မှသူ့ရဲ့မိဘတွေကိုဘိုးလူဘီကပြောတယ်ဗျ ကလေးမမှာဘာပယောဂမှမရှိဘူးဗျ။ဒါပေမဲ့အကြောင်းတစ်ခုခုရှိနေတာတော့သိကြတယ်။အဲ့ဒါဘာတော့ဆိုတာကိုတော့ကျုပ်တို့တွေတည်တည်ချာချာလေးလာမှဖြစ်မယ်။ရမ်းပြောလို့တော့မဖြစ်ဘူးဗျ။ဒါနဲ့ဒီကလေးမလေးကညဘက်ဘယ်အချိန်လောက်မှစကားတွေပြောတတ်တုံး။ညသကောင်ကြော်ရာနဲ့ပြောတာပဲဆရာကြီးရဲ့။ကျမလည်းချောင်းကြည့်ပေးမယ်ဘာမှမတွေ့ရဘူး။သူတယောက်တည်းကိုပဲတွေ့ရတယ်။မနဲ့ရောက်လို့သူ့ကိုမေးရင်လေအိပ်ပျော်ရင်းနဲ့ရောင်နာဖြစ်မှာပေါ့လို့ပဲပြောတယ်ရှင်။ အကိုပါဝင်းကည7:00နာရီလောက်မောင်တာတီကိုဒီအိမ်ကိုလိုက်ပို့ပြီဗျာမောင်တာတီကဟော်ဒီကဘသူအော်ကျမနာမည်လားကျမနာမည်ကမအောင်ကျင်ပါကျမယောက်ျားကကိုဘစိန်ပါရှင်မအောင်ကျင်ချောင်းကြီးတဲ့နေရာကနေမောင်တာတီကိုချောင်းကြီးခိုင်းလိုက်ပါသူမြင်ပါလိမ့်မယ်ကျုပ်တို့တွေလည်းအကျိုးချောင်းပြောပြီးတော့ပြန်ခဲ့ကြတယ်ဆရာဥပဝင်းတို့လမ်းထိပ်ကိုရောက်တော့လမ်းထဲကနေအညိုးရောင်ဝီလီကြီးတစည်းမောင်းထွက်လာတယ်ဗျ လမ်းကကျင်းတော့ကျုပ်တို့ကလမ်းဘေးနားမှာရပ်ပြီးလိုက်တယ်။ဂျေကားမောင်းလာတဲ့လူကရုပ်ရည်တန်တန်အသားဖြူဖြူအသက်ကတော့40လောက်ရှိလိမ့်မယ်။ကားမောင်းရင်းနဲ့အဲ့ဒီလူကဘိုးလူပေကိုတီးတီးချာချာစိုက်ကြည့်သွားတယ်ဗျ။ဆရာဦးဘဝင်ပြောတော့ဒီမျိုးမှာကားမရှိဘူးဆို။တမျိုးလုံးမှာဒီတစည်းပဲရှိတာမောင်တာတည်းရဲ့အခုနာကကားမောင်းသွားတာရွှေစပူဆန်းဆက်တထေးလေးကိုမိုးဆွေလေးလူပြိုကြီးကွအခုထိကိုအိမ်အောင်ရသားမပြုသေးဘူးတဘောကတော့အာကြီးကောင်းတဲ့လူပြား သူ့ဆန်ဆက်ကမြို့တောင်ဘက်ကချောင်းကမ်းမမလေးနေရောညရောမနာတဲ့ငူကြိတ်ရတဲ့စက်ပါဗျာတထေးကိုမိုးဆွေကတော်တော်ကိုချမ်းသာတာဗျာဒါပေမဲ့သူ့ခမညာမာနမရှိပါဘူးကွယ်ဒီလူစောစောကဘိုလူပေကိုကြည်သွားတဲ့ပုံကတမျိုးပဲဗျာကျုပ်ကလည်းကျုံမြင်တဲ့အတိုင်းပြောတာပေါ့ဗျာမဟုတ်ပါဘူးကွယ်မျိုးကသေးတော့တခြားကလူစိမ်းရောက်ရင်ထူးခြားနေလို့ကြည်ရနေမှာပါ ည၁၇နှစ်ထိုးတော့ကျုပ်ကိုဆရာဥပဝင်ကခေါ်လာပြီးဥပစိန်တို့ဒုံးကျင်တို့အိမ်ကိုလိုက်ပို့တယ်။ဘူလူဘေကတော့အိမ်မာနေခဲ့ပြီးပရိစိတ်နေတယ်ဗျ။ကျုပ်တို့ကိုဥပစိန်နဲ့ဒုံးကျင်ကအမောင်ရိပ်ထဲကနေစောင့်နေကြတယ်။ပြီးတော့ဒုံးကျင်ကကျုပ်ကိုအိမ်မော်ခေါ်လာပြီးမဇ္ဇပေအိတ်တဲ့အခန်းနဲ့ကက်ရက်အခန်းထဲကိုပို့ပေးတယ်။အခန်းကဝါးထရံကားထားတာဆိုတော့တဖက်ခန်းကမှန်အိမ်ထွန်းထားတဲ့အလင်းရောင်လေးကိုထရံပေါက်လေးတွေကနေမြင်နေရတယ်။ဒုံးကျင်ကကျုပ်ကိုထားခဲ့ပြီးတော့ပြန်ထွက်သွားတယ်ဗျ။ ကျုပ်ကမျက်ကွင်းစီကွင်းလာခဲ့တာလေဗျာရက်ွက်ကင်းတဲ့ကည7:00နာရီတန်ချောင်းခောက်တန် ကြားလိုက်ရတာဗျတဖက်ခန်းကနေရီတန်တိုးတိုးလေးကြားလိုက်ရတယ်ဗျအတန်ခတ်အုံးနဲ့စကားပြောတဲ့တခုကိုလည်းကြားလိုက်ရတယ်ကျုပ်ကွင်းနဲ့မျက်ကွင်းစီကတခါတလေကြာရင်အတန်မှာကြားရတတ်တယ်မျက်ကွင်းစီဆိုပေမဲ့ပါရမီခံရှိတဲ့ကျုပ်လူလူအတွက်ဒိဗဝသောတာလို့ခေါ်တဲ့အကြောင်းကိုလည်းပြီးတယ်ဗျမျက်စိကိုကွင်းပြီးရင်ဆေးကြံကိုနားနှစ်ဖက်ကိုပို့ရတာပေါ့ဗျာ မဆက်ပင်ပြန်ပြောတဲ့အတန်ကိုလည်းကြားရတယ်ဗျ။ဘာရီပြောနေမှန်းတော့မသေးခွဲပါဘူးဗျာ။ဒါပေမဲ့မဆက်ပင်ကယောက်ျားတစ်ယောက်နဲ့ပြောနေတယ်ဆိုတာတော့သိကြတယ်ဗျ။အတန်ခတ်အုံနဲ့ယူလိုက်စကားပြောလိုက်နေပြီ။ကျုပ်ကလည်းထရန်ပေါက်လေးတစ်ပေါက်ကနေချောင်းကြည့်လိုက်တယ်။ဟာကျုပ်ရဲ့ပါဇက်ကနေအတန်အောင်ထွက်မိတော့မလို့ယူ။ကျုပ်မြင်နေရတယ်ဗျ။မဆပေကယောက်ျားတယောက်နဲ့ပွေ့ဖက်ပြီးတော့စကားပြောနေတာအဲ့ဒီလူကဘသူထင်လို့တော့ ကျုပ်တို့ညဏ်နေကဝီလီကျစ်ပေါ်မှာတွေးလိုက်တဲ့စံဆက်တထေးကိုမိုးဆွေဆိုတဲ့လူပြကျုပ်ဖြင့်အံဟောလိုက်တာဗျာကျုပ်မျက်လုံးကိုကျုပ်မယုံလို့တည်တည်ချာချာထက်ကြည့်တယ်ဟုတ်ပါဗျာကိုမိုးဆွေမှကိုမိုးဆွေရဲ့အစေးဗျမှန်အိမ်မီးအောင်မှာဒီလူမျက်နှာကိုကျုပ်တည်တည်ချာချာတွေးနေရတယ်ဒါပေမဲ့နေ့လေကကားပေါ်မှာတွေးလိုက်တဲ့ပုံနဲ့အခုပုံတွေကနည်းနည်းပိုပြီးတော့ပိန်နေတယ်လို့ထင်ရတယ်ဒါကတော့မှန်အိမ်မီးအောင်နေမလို့ဖြစ်လိမ့်မယ်လို့ကျုပ်ကတွေးလိုက်မိတယ် ျုပ်ကထရံဘောက်ကနေချောင်းကြီးနေရကထားရက်လိုက်တယ်ဗျပြီးတော့ကိုကိုဖော့ပြီးခြေတံကိုဖွာနေရင်နဲ့အိမ်ရှိကိုထွက်ခဲ့တယ်မောင်တာလေးဘာဒီများထူးထူးခြားခြားမြင်ခဲ့တုံးကွမဆပဲရဲ့အမေဒေါင်းကျင်ကကျုပ်ကိုလေးတန်တူးတူးလေးနဲ့မိရေဗျကျုပ်မြင်တာကိုပြောလို့တော့ဘယ်ဖြစ်မှာလို့ဗျာစိတ်မပူပါနဲ့အကြီးရဲ့လိုအပ်တာကိုဆရာကြီးလုပ်ပေးပါလိမ့်မယ်ကျုပ်ကဆရာကြီးဘိုးလူပေကိုပဲပြောရမှာမို့လို့ပါအကြီးကိုပြောမပြတာစိတ်မရှိပါနဲ့ဗျာ ကျုပ်ကလည်းတောင်းပန်ပြီးတော့ဆရာဥပဝင်းနဲ့ကျုပ်နဲ့အိမ်ကိုပြန်ခဲ့ကြတယ်။အိမ်ရောက်တော့အကျန်းတော့ရင်းနဲ့ကျုပ်တို့ကိုစောင့်နေတဲ့ဘိုးလူတွေကကျုပ်ကိုမီးတော့တာဖြူ။မောင်တာတွေထူးတယ်မဟုတ်လားဟိ။ထူးတယ်ဆရာကြီးရေထူးတယ်ဗျ။ကလေးမလေးကဘသူနဲ့စကားပြောနေတာရောကွယ်။နေ့လေကဆရာကြီးတို့ရောကျုပ်ရောမြင်လိုက်တဲ့ဝီလီကြီးမောင်းသွားတဲ့ဆန်းဆက်တထေကိုမိုးဆွေပါဆရာကြီး။နှစ်ယောက်သားပွေဖက်ပြီးတော့နေကြတာဗျ။ ဘိုးလူပေကခေါင်းလေးညိမ့်ပြီးတော့နားထောင်နေတယ်။ဘာမှတော့မပြောဘူးဗျ။မောင်တာဒီမောင်တာဒီမျက်နှာကတေချာရဲ့လားကွ။ဆရာဦးဘဝင်းကကျုပ်ကိုမေးတာပြုသူ့ကိုကြည့်ရတာဘာကူမှနားမလဲတော့တဲ့ပုံမဲ့ပြုကျုပ်ကလည်းဆရာဦးဘဝင်းလိုပဲဘာကူမှနားမလဲတော့ပါဘူးယာအဲ့ဒါကြောင့်ခြေကားဖို့ကလူကကျုပ်ကိုတေးသေးချာချာကြည့်သွားတာကိုမောင်တာတီပြောတော့ကကျုပ်ကဘာမှမတွေးမိဘူးကွကိုလူပေဘလို့ဖြစ်လို့တော့ဗျာ ဆရာဦးဘဝင်းကဘိုးလူဘေကိုမေးလိုက်တာဗျ။ကျုပ်ကလည်းမေးချင်တာဗျ။ဆရာကြီးရဲ့အရာမို့လို့မမေးရတာဗျ။နောက်တော့ဒီမှာပေါ့ကိုဘဝင်းရာကဲကဲအိတ်ကြတော့မနှက်ဖြန့်ညရောက်မှာပဲအလုပ်လုပ်ကြရမှာ။နောက်တနေ့ရောက်တော့ဆရာဦးဘဝင်းကိုဘိုးလူဘေကပြောစရာရှိတာကြီးတူ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 းနဲ့ပြောပြီးတော့ဦးဘစိန်တို့ဒုံးကျင်တို့အိမ်ကိုလွှတ်လိုက်တယ်။ကျုပ်ကတော့ဘိုးလူဘေကပြောတယ်ဗျ။မောင်တာတေးညရောက်ရင်တော့အထူးဆန်းနေတွေ့ရတော့မှာပေါ့ကွယ်။ မောင်တာတွေကနည်းနည်းတော့စွန်စားရလိမ့်မယ်ဘဲနဲ့တော့ဖြစ်ပါမလားဟာဆရာကြီးရဲ့တာတီဆိုတဲ့ကျုပ်ကထူးဆန်းလေကြိုက်လိပဲဗျာစွန်စားရမယ်ဆိုရင်လည်းဘလို့စွန်စားရစွန်စားရပါနီးလေလောက်ရောက်တော့ဆရာဦးပါဝင်ကပြန်လာတယ်ဗျကဲဘဲနဲ့တော့ကိုပါဝင်ကြီးနေရာကြခဲ့ရဲ့လားကြတယ်ကိုလူပေကြီးကျုပ်စီစဉ်တဲ့အတိုင်းကလေးမလေးကိုသူ့အမေကဥပ္ပဒမြင်နဲ့ဈေးခေါ်သွားတယ်ကျုပ်ကလည်းသူ့အဖေကိုပါစင်ကိုခေါ်ပြီးတော့ ကလီမရဲ့ခန်းထဲဝင်ပြီးဒေါင်လေးတော့မှကိုလူပေပေးလိုက်တဲ့အင်းလေးချက်ကိုရိုက်လာခဲ့တယ်။ပြီးတော့ညရောက်ရင်ကလီမလေးတကားချက်ထိုးလို့မရအောင်ကိုဘားစိန်ကိုယ်တိုင်လှုပ်ပြထားတယ်ဗျ။ဟာဒါဆိုရင်တော့ဟန်ကြပြီပေါ့ကိုဘားဝင်းဟာညရောက်ရင် ကျုပ်တို့သွားပြီးတော့ဆန်းဆက်တထေးကိုဖမ်းယုံမယ်ကြံတော့တာပေါ့ဗျာ။ဟုတ်တော့ဟုတ်ပါတယ်ကိုလူပေရဲ့ဒါပေမဲ့ကျုပ်စိတ်ထဲမှာမရှင်းတာတခုရှိတယ်ဗျ။တထေးကိုမိုးဆွေဆိုတာကဒီတမျိုးလုံးပြူတိုင်းကြိုက်တဲ့နှင်းစီကိုင်းပါဗျာ။ သူ့လိုလူနဲ့ကြိုက်တဲ့မိန်းကလေးတယောက်ကိုဘယ်မိဘကမှသဘောမတူဘဲမနေပါဘူးယာအခုဟာကအတက်ပညာတမျိုးကိုသုံးပြီးတော့အိမ်ထဲကိုခိုးဝင်ကောင်မလေးကိုတိတ်တိတ်ပုံပေါင်းသင်းတယ်ဆိုတာကတော့ကျုပ်ကနားကိုမလဲပါဘူးကိုလူပေယာကိုမိုးဆွေကဒီလိုလူစားမျိုးမဟုတ်ဘူးယာညရောက်တော့အဖြေပေါ်မှာပေါ့ကိုပါဝင်းယာဘိုးလူပေကကျုပ်ကိုအေးအေးဝအောင်အိတ်ခိုင်းလို့နေခင်မှတ်မှာကျုပ်ကအေးရသေးရပြုညာ၁၇နှစ်ကျော်တော့ဘိုးလူပေရဲ့ဆရာဦးဘဝင်းရဲ့ကျုပ်ရဲ့အိမ်ကနေထွက်ခဲ့ကြတယ် ဥပစိန်တို့အိမ်ကိုရောက်တော့၁၂နာရီထိုးခံနေပြီဗျမောင်တာဒီညက်ကွင်းစီကွင်းငယ်လားဟုတ်ကဲ့ကွင်းငယ်ပါတယ်ဆရာကြီးဟောဒီချိန်မှန်းကွင်းကိုယူထားမင်းညားကမောင်တာဒီတွေ့တယ်ဆိုတော့ဆန်းစက်တထေးဆိုတာကိုဒီချိန်မှန်းကွင်းရအောင်ဆွရမယ်မင်းကိုတွေ့ရင်သူထွက်ပြေးလိမ့်မယ်ကွဒါပေမဲ့အခန်းတောင်းနေမှာအကိုပါဝင်းကအင်းနေရိုက်ထားတာဆိုတော့ဒီအခန်းထဲကိုသူ့ဝင်မဲရှိတယ်အထွက်မရှိတော့ဘူးအခန်းထဲကထွက်လို့မရရင်မောင်တာဒီကိုသူ့ရံမှုလိမ့်မယ် သူ့ရဲ့အင်အားကတာမန်အင်အားမျိုးမဟုတ်ဘူးကွလူတယောက်ကိုပေး20လွင့်သွားအောင်တွန်းနိုင်တယ်ကန်နိုင်ကြောက်နိုင်တယ်ဟောဒီမှာရော့ဒီထုံးမှန်းလုံးလေးကိုမျိုးချလိုက်ဒါကိုတပွဲရိုးထုံးမှန်းလို့ခေါ်တယ်ကိုရင်ဆိုင်ရမယ့်ရန်သူရဲ့အင်အားသုံးစားလောက်ကိုရလာလိမ့်မယ်မောင်တာတရဲ့ကျုပ်ကဘိုးလူပေပေးတဲ့ထုံးမှန်းကိုမျိုးချလိုက်တယ်ဒီအတိုင်းမျိုးချရတာဗျရီနဲ့မတော့ရဘူးတဲ့ဗျထုံးမှန်းလုံးလေးကလေချောင်းမှာတင့်နေတယ်လို့ပဲဗျကျုပ်ကအိမ်ထဲကိုဝင်ခဲ့တယ် ဒီနေ့ညတော့ကျုံနဲ့လိုက်လာတာမတ်စပယ်ရဲ့အမိဒေါအောင်ကျင်မဟုတ်တော့ဘူးဗျမတ်စပယ်ရဲ့အဖေဥပစိန်ကိုတိုင်းလိုက်ခဲ့တာဗျမနေ့ကညလိုပဲတဖက်အခန်းကနေကျုပ်ကချောင်းကြည့်တယ်ဘိုးလူပေပေးလိုက်တဲ့ချိန်မှန်းခွင့်ကိုကျုပ်ရဲ့လက်ဘဲမှာဆွတ်ထားတယ်ဟောရည်တန်ကြားရပြီဗျတဖက်ခန်းကရည်နေတဲ့အတန်ကို ကြားလိုက်ရတယ်ပြီးတော့ခတ်အိုးအတန်နဲ့စကားပြောတဲ့အတန်နှစ်တန်ကိုကြားရတယ်ဟိုလူကတော့ရောက်ပြီဗျကျုပ်ကထရန်ပေါက်ကချောင်းကြည့်တယ်ဗျဟုတ်ပါဗျာ နှစ်ယောက်သားပွေလို့ဖက်လို့ပါကျုပ်ကလည်းခဏလေးစောင့်နေရပါဗျာဒါမှလည်းဒီလူကစိတ်ချလက်ချရှိတော်မှလေဗျာခဏနေတော့ကျုပ်ကမတ်စပယ်ရဲ့အဖေဥပစင်ကိုလက်ကုပ်လိုက်တယ်ဥပစင်ကလည်းချက်ချင်းထပြီးတော့အခန်းပြင်ကိုခြေဖို့ပြီးထွက်သွားတယ်ပြီးတော့တစ်ဖက်အခန်းကိုသွားတယ်ဗျမတ်စပယ်ရဲ့အိတ်ခန်းတကားကိုအတန်းမကြောက်အောင်ဖွင့်မိတယ်ဥပစင်ကနေကင်းကလေးကကြိုပြီးစီစဉ်ထားတာဆိုတော့အခန်းတကားကအတန်းမမြည်ပဲပွင့်သွားတယ် ကျုပ်ကဥပစိန်ကိုလက်ကိုလိုက်တော့ဥပစိန်ကအင်ရှိကိုထွက်သွားတယ်။ကျုပ်အခန်းထဲဝင်သွားပြီဆိုတာကိုပြောပြီးတော့ဘိုးလူပေနဲ့ဆရာဥပဝင်ကိုခေါ်လာဖို့ပေါ့ဗျာ။ကျုပ်ကမန်းစပယ်ရဲ့အခန်းထဲကိုခြေဖို့ပြီးတော့ဝင်လိုက်တယ်။ဒါပေမဲ့မရဘူးဗျ။ဟိုလူကကျုပ်ကိုမြင်သွားပြီဗျ။ဟာထပြီးပြီဗျ။ကျုပ်ကိုတစ်ချက်စောင့်တုံပြီးတော့အခန်းတကားဘောက်ကိုပြေးထွက်တယ်။ဒါပေမဲ့သူ့ကိုတယောက်ယောက်ကစောင့်တုံလိုက်တယ်လို့မျိုးကြမ်းမြင့်မော်ကိုပြန်ပြုတ်ကြတာဗျ။ဒီလူကချက်ချင်းကိုထပြီးတော့နယံကိုဖောက်ထွက်ဖို့လုပ်တယ်ဗျ။ ဟောနောက်ထပ်တစ်ကြိမ်ကျမ်းမြင့်မော်ကိုကြားပြန်ပြီဗျဒီလူကကျုပ်ကိုတစ်ချက်လှမ်းကြည့်တယ်ပြီးတော့ကျမ်းမြင့်မော်ကနေလက်ကနေထပြီးတော့ကျုပ်ကိုပြေးထို့တယ်ဗျကျုပ်ကလည်းတတိထားနေတာဆိုတော့သူ့လက်သီးကိုကတ်ဆောင်လိုက်ပြီးတော့သူ့ရဲ့အရှိုက်ကိုလက်သီးနဲ့ထိုးလိုက်တယ်ဒီလူလည်းဒူးညွတ်ကြသွားတယ်ဘိုးလူပေပြောတဲ့အတိုင်းပဲဗျကျုပ်ရဲ့အင်အားတွေကတော်တော်ကြီးနေတာကိုကျုပ်ကိုယ်တိုင်တတိထားမိလိုက်တယ်ရတဲ့အခွင့်အရေးကိုတာတီဆိုတဲ့ကျုပ်ကဘယ်လက်လို့ခံမာတော့ညာ သူ့ရဲ့မေးရိုးကိုနှစ်ချက်ဆင့်ထိုးပြီးတော့အရှိုက်ကိုလည်းတစ်ချက်ထပ်ထိုးတယ်။အင်ငနဲမိပြီးတော့ကျမ်းမြေမော်ကိုဒူးထောက်ကြသွားရောပြု။ကျုပ်ကလည်းဘိုးလူပေဆုတ်ခိုင်းတဲ့ခြေမန်းငွင်းကိုချက်ချင်းပဲဆွတ်ချလိုက်တယ်။ဟာဒီလူရဲ့ယုတ်ကြီးပေါ်လာပြီဗျာ။အကိုကိုမလုံးကြပါနဲ့အကိုကလူကောင်းတယောက်ပါ။မဆက်ဖယ်ကဆက်သက်ထိကိုမိုးဆွေကိုပြေးပြီးတော့ပွေတယ်ဗျ။အခန်းဝါမှာဆေးလွေကြီးလွယ်ပြီးရက်နေတဲ့ဘိုးလူပေကအခန်းထဲကိုတလှမ်းချင်းဝင်လာပြီးတော့ကိုမိုးဆွေဆိုတဲ့လူကိုတည်တည်ချာချာကြည့်နေတယ်။ မောင်ရင်ကဘသူရောကျွန်တော်ကဆက်တရီမိုးဆွေပါဗျာဖြစ်မှဖြစ်ရလေမောင်မိုးဆွေရဲ့မင်းကတကယ်လူနဲ့မှသွားတွေ့တာဟုတ်ကဲ့ဘိုးလူပေကကိုမိုးဆွေကိုတည်တည်ချာချာကြည့်ပြီးတော့ဂယုနာတန်အပြင်းနဲ့ပြောတာဗျကိုမိုးဆွေဒါဆရာကြီးဘိုးလူပေဗျကျုပ်ပြောလိုက်တော့မှကိုမိုးဆွေကပြပြသလဲနဲ့ဆရာကြီးကိုကြောတယ်မဆွေကလည်းရောရောင်ပြီးတော့ကိုမိုးဆွေနဲ့အတူတူဆရာကြီးကိုကြောတာပေါ့ဗျာ ဥပစိန်နဲ့ဒေါင်းကျင်တို့ကလည်းသူတို့ရဲ့တမတ်ကဆန်းဆက်တထေကိုမိုးဆွေဖြစ်နေတော့အံ့ဩနေကြတာပေါ့ဗျာကိုမိုးဆွေကိုအရင်တုန်းကမမြင်ဘူးတဲ့မတ်စပယ်တယောက်ကတော့သူ့ရဲ့ချစ်သူကဆက်တထေဆိုတာကိုတီးလိုက်တော့အံ့ဩပြီးတော့ကြီးနေကြတာဗျာဆရာကြီးကျွန်တော်ကိုကဲပါဆရာကြီးရယ်ကိုမိုးဆွေကမျက်ရည်တွေကြာရင်းနဲ့ပြောတယ်ကဲရမှာပေါ့မောင်မိုးဆွေဘာမှစိုးရိမ်မနေနဲ့တော့အခုတော့ဟော်ရီချေမန်းကွင်းချွတ်လိုက်ရင် မောင်မိုးဆွေကပြန်ပြီးပြောက်သွားအောင်ပါကွယ် ဒီချိန်မန်းကွင်းကိုကြာကြာဆွတ်ထားလို့မရဘူးလေပြီးရင်တော့ချွတ်ပြရမှာပဲကဲကဲချိန်မန်းကွင်းမချွတ်ခင်ပြောစမ်းမအောင်ကွယ်မောင်မိုးဆွေဘာရီဖြစ်ခဲ့တယ်ဆိုတာဆရာကြီးတို့ကိုပြောပြပါအောင်ဘိုးလူပီကမေးလိုက်တော့ကိုမိုးဆွေကပြောပြတယ်ဗျလွန်ခဲ့တဲ့ခုနှစ်နှစ်ကျော်ကဟော်ရီရဲ့နောက်ဖက်တော်ထဲမှာကျွန်တော်ရဲ့ကျွန်တော်တပည့်ကျော်မင်းရဲ့ရုံပြထွက်ခဲ့ကြတယ်ဆရာကြီးကျွန်တော်ပြစ်လိုက်တဲ့ရုံပြူကြီးကတော်ရဲကိုထွက်ပြေးတာနဲ့တနက်လွယ်ပြီးတော့လိုက်ခဲ့တာ နောက်ဆုံးတော့ယုံကဟော်ဒီအေးရိတ်တာအစွန်ကခြံဝင်းကြီးတဲကိုဝင်ပြေးတာနဲ့ကျွန်တော်ကလည်းခြံထဲကိုဝင်ပြီးတော့လိုက်ခဲ့တာပေါ့ဗျာဒီမှာရင်မဲဒေါသတာထွက်နေတဲ့ရှမ်းလူလူလူတယောက်အိမ်ထဲကထွက်လာတာကိုတွေ့လိုက်ရတယ်ဒီလူကကျွန်တော်ပြစ်လိုက်တဲ့ယုံဖြူကြီးကိုပွေထားပြီးတော့မီးဝင်းဝင်းတောက်နေတဲ့မျက်လုံးကြီးတွေနဲ့ကျွန်တော်ကိုကြည့်ပြီးပြောတယ်ဗျဟဲ့ကောင်မင်းဘာလုပ်လိုက်တာရောယုံပြစ်တာလေဗျတောထဲမှာယုံပြစ်တာလေဘာဖြစ်လို့တော့ဒီယုံကခမည်းမွေးထားတဲ့ယုံလို့ပြောချင်လို့လား တော်တော်လူပါသွားတဲ့ကောင်ပဲဒါယုံမဟုတ်ဘူးကွာဒါငါနှမနန်းအောင်ကွာငါထက်ဆွမ်းနဲ့မော်ဆရာတယောက်နဲ့ပြိုင်နေပွဲမှာငါရှုံးနေလို့ငါနှမကဝင်ပြီးကူတာကိုမော်ဆရာကစိတ်ဆိုးပြီးတော့ငါနှမကိုယုံဖြစ်အောင်လုပ်ခဲ့တာဒီကောင်းကိုငါတက်နိုင်မှငါနှမလူပြန်ဖြစ်မှာမလို့ငါရဲ့ပညာကိုမြင့်တရက်မြင့်အောင်လုပ်နေတာကွာအခုတော့သွားပြီမင်းကငါနှမကိုတက်လိုက်ပြီမင်းတော့ကွာကဲကွာ အဲ့ဒီလူကဒေါသတကြီးနဲ့អော်ရင်သူ့ရဲ့လက်ထဲကထွက်လာတဲ့အယောင်လင်းလင်းလက်လက်တွေနဲ့ကျွန်တော်ကိုပြစ်လိုက်တာကျွန်တော်ရဲ့ယုံကြည်ပျောက်သွားပြီးတော့ကျွန်တော်ကိုယ်တိုင်လူလားတရေလားမသိရတဲ့ဘဝကိုရောက်ရတော့တာပါပဲဗျာအခုဆိုရင်ကျွန်တော်ဒီဘဝကိုရောက်နေတာခုနှစ်နှစ်ရှိသွားပါပြီဒီလူခိုင်းတဲ့အတိုင်းဒီခြံနဲ့အိမ်ကြီးကိုစောင့်နေရတာပါတနေ့တော့ခြံထဲကိုတရဖီပန်းကြီးဝင်ခုတဲ့စပယ်ကထူးထူးခြားခြားကျွန်တော်ကိုမြင်ရတော့ကျွန်တော်မှဝမ်းသာလိုက်တာမပြောပါနဲ့တော့ဗျာစပယ်ကတော့ကျွန်တော်ကိုဘယ်သူမှလည်းမသိပါဘူး အဲ့ဒီအိမ်ကြီးမှနေတဲ့လူလိုပဲထင်ပြီးတော့တဖြည်းဖြည်းနဲ့ချစ်သူတွေဘဝကိုရောက်ခဲ့ကြတာပါဗျာ။ဒါနဲ့နေပါဦးမောင်မိုးစုရဲ့မင်းကိုရုပ်ပြအောင်လုပ်ခဲ့တဲ့လူကရောဘယ်ရောက်သွားတာရောကွ။အဲ့ဒီလူကသူ့ကိုယ်သူကျွန်တော်ပုံစံနဲ့ချွတ်ဆွတ်တူအောင်ချက်ချင်းပြောင်းလိုက်ပြီးတော့ကျွန်တော်ယုံပြတဲ့တနက်ကိုထမ်းပြီးခြံထဲကနေထွက်သွားတယ်ဆရာကြီးရဲ့။ဒါဆိုရင်မောင်မိုးစုရဲ့ရုပ်ပြောက်သွားတယ်ဆိုတာကိုမောင်မိုးစုကဘလို့များသိတာရောကွ။ဘိုးလူပေကကိုမိုးစွေကိုထပ်ပြီးတော့မေးပြန်တယ်။ ကျွန်တော်အင်ဂျီထဲဝင်ပြီးကိုလုံးပေါ်မှန်မှကြည့်လိုက်တော့ကျွန်တော်ရဲ့ပုံသဏ္ဍာန်ကမှန်မှလုံးဝမပေါ်တော့ဘူးဆရာကြီးရဲ့အေးမင်းရဲ့ရုပ်ကပြတ်သွားတာမဟုတ်ပါဘူးမော်ပညာအစွမ်းနဲ့လူတွေမမြင်နိုင်အောင်ဖျောက်ထားတာပါမင်းရဲ့ရုပ်ကဒီအတိုင်းပဲရှိနေပါတယ်ဘာမှမစိုးရိမ်ပါနဲ့မင်းကိုလှုပ်သွားတဲ့မော်ဆရာရဲ့ပညာတွေပြည့်သွားရင်တော့ငကိုအတိုင်းပြန်ဖြစ်မှာပါအဲ့ဒါကိုပြင်ဆက်လက်မော်ပညာလို့ခေါ်တယ်ကွဒီမောင်နှမကိုကျုပ်လိုက်ရှာနေတာကြပြီအခုမှပဲတွေးတော့တာပေါ့ကွ ီကောင်ကပြင်ဆက်လက်ဘာသိန်းဆိုတဲ့အကောင့်မဲကွကဲဒါဆိုရင်တော့အချိန်မရှိဘူးဟိဘာသိန်းစီကိုသွားကြရမှာပဲမောင်တာဒီမောင်မိုးဆွေကိုဆွတ်ထားတဲ့ချိန်မှန်းကွင်းကိုပြန်ဖြုတ်လိုက်ကဲမောင်မိုးဆွေမင်းခဏတော့ပြန်ပြောက်သွားလိမ့်မယ်ဘယ်ကူမှမသွားနဲ့တော့မဆပ်ပဲစီမှာပဲနေခဲ့ပြီတော့ဟိတထေးကူမိုးဆွေပိုင်နဲ့ရွှေစဘူးဆန်းစပ်ဝင်းကြီးတဲကိုဘိုးလူပေရဲ့ဆရာဦးဘဝင်းရဲ့ကျုပ်ရဲ့ဝင်လိုက်တာနဲ့ပြင်ဆက်လက်ဘာသိန်းဆိုတဲ့မော်ဆရာကြီးကစီးကြိုတိုက်တော့တာပဲဗျို့ မင်းငါးစီကိုလိုက်လာမယ်ဆိုတာသိလို့အစင်းသင်းစောက်နေတာငလူဘေးကြီးဟာပြစ်ပြီဗျို့ပြစ်ပြီဘိုးလူဘေးကိုသူကစပြီးတော့ပြစ်တာဗျာဘာရီနဲ့ပြစ်တယ်ထင်လို့တော့ဗျာမွေရီနဲ့ပြစ်တာဗျို့ပြင်ဆလက်ဘာသိန်းရဲ့တကူလုံးကလည်းမွေရီပတ်ထားတာအပြည့်ပဲဗျို့ဘိုးလူဘေးကသူ့တကူလုံးကနေဆက်ရောင်တွေကိုချက်ချင်းပဲဖြာထုတ်လိုက်တယ်ဟာပြင်ဆလက်ဘာသိန်းပြစ်လိုက်တဲ့မွေရီအကုန်လုံးကဘိုးလူဘေးရဲ့ဆက်ရောင်တွေကိုဖျက်ပြီးတော့မဝင်နိုင်ဘူးဗျာအားလုံးကကြမ်းမြေမော်ကိုကြပြီးတွန့်လိန်တွန့်လိန်နဲ့ငြိမ်ကြသွားရောဗျို့ မွေရီအကုန်လုံးသီးကုန်နားဗျရှိသမျှမွေရီနဲ့အကုန်ပြစ်ပြီးတာနဲ့ပြင်ဆက်လက်ဘာသိန်းရဲ့ရုပ်ကကိုမိုးဆွေနဲ့ချွတ်ဆွတ်တူတဲ့ပုံစံကနေချက်ချင်းပြောင်းပြီးတော့ရှမ်းလိုလိုပုံစံဖြစ်သွားတာဗျဟာဘာသိန်းကြီးကနောက်ကျွန်းပြစ်လိုက်ပြီဗျာကြားကြီးဖြစ်သွားတာဗျခါကြီးနွဲ့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 နဲ့ကိုးတောင်ကြားကြီးကဘိုးလူပေကိုခုံအုပ်ဖို့မန်းဖီပြီးတော့ချောင်းနေရောဗျဟာကြားကြီးကပါဇက်ကြီးဟပြီးတော့ဟိမ့်လိုက်ပြီဗျာဒီအကွက်ကိုစောင့်နေတဲ့ဘိုးလူပေရဲ့လက်ထဲကအနီးအောင်လင်းဆက်လေးတစ်စက်ကဖြတ်ကနေထွက်လာပြီးတော့ ကြာကြီးရဲ့ဟာနေတဲ့ပါဇက်သေးကိုဝင်သွားတာဗျာဟောလဲသွားပြီဗျကြာကြီးကဘုံကနေကိုလဲသွားပြီညီကြီးပေါ်မှာလူးလိမ့်ပြီးတော့မန်းဖီနေတယ်ဗျဝေဒနာတစ်ခုကိုမချိမဆန့်ခံစားနေရတဲ့ပုံပါဗျာဟောငြိမ်သွားပြီဗျငြိမ်သွားပြီကြာကြီးကအသက်မရှိတော့ဘူးစံစက်သေးကလူတွေလည်းထွက်လာပြီဗျအပြင်မှာဘာတွေဖြစ်သွားတယ်ဆိုတာကိုဒီလူတွေကနည်းနည်းမှသိဖို့မပေါ်ဘူးဗျစံစက်ကြီးကလည်းတဝုံဝုံနဲ့လဲတာဆိုတော့အပြင်ကအတန်တွေကိုလည်းသူတို့တွေကဘယ်ကြားမှာတော့ဗျာဟာ ချားသည်ကြီးပါလားချားကဘယ်ကနေဘလို့ရောက်လာတာတော့ဒါနဲ့တထေးရောတထေးကျုပ်တို့တထေးရောစောစောကဒီပြင်ကိုထွက်သွားတာဗျ။အော်ကျေအော်ကျေပြောနေတဲ့အလုသမားကိုဆရာဦးပါဝင်ကတေးတေးချာချာကြီးလိုက်ပြီးတော့ပြောတယ်ဗျ။ဟဲ့ကောင်မောင်စိန်စက်သေးကိုမြ мян ဝင်ပြီးတော့ဓာတ်စီယူခဲ့ဒီချားကိုဓာတ်စီဖြန့်ပြီးတော့မြ мян မီးရှို့လိုက်စမ်း။ဟာဆရာဦးပါဝင်ပါလားကျွန်တော်ဆရာပါလာမန့်မသိလို့ပါဆရာရဲ့အခုပဲမီးရှို့လိုက်ပါမယ်။ ခဏအတွင်းမှာပဲကြားသိကြီးကပြာဖြစ်သွားတော့တာပေါ့ဗျာကဲမောင်စိန်ငါတို့သွားပြီခဏနေရင်မင်းတို့တထေကိုမိုးစွေလာလိမ့်မယ်မင်းတို့ဆရာကတော်လေးပါပါရင်ပါလာမမောင်စိန်ရဟာဟုတ်လားဆရာဦးဘဝင်ဝမ်းသာလိုက်တာဗျာတထေကအိမ်အောင်ပြုတ်တော့မှာလားဆရာရဲ့အေးဟုတ်တယ်မောင်စိန်ကြီး ကျုပ်တို့၃ယောက်လည်းရွှေစပူဆန်းဆန်းဝင်းကြီးတဲကအထွက်မှာဝင်းထဲကိုဝင်လာတဲ့ဆက်သထေးကိုမိုးဆွေရဲ့မတ်စပယ်ရဲ့ပြီးတော့မတ်စပယ်ရဲ့အဖေနဲ့အမေကိုတွေ့လိုက်ရတယ်။ကျမ်းမာကြပါစေချမ်းသာကြပါစေဆိုပြီးတော့ဘိုးလူပေမြင်တာပို့လိုက်တဲ့အတန်းကိုကျုပ်ကကြားလိုက်ရတာပေါ့ဗျာ။စာရေးဆရာဒါတီရဲ့ပြင်ဆင်လက်မော်ဆိုတဲ့ပရာလောကဇလံလေးကတော့ဒီမှာနေပြီးဆုံးသွားပါပြီခင်ဗျာ။နားထောင်သူမိတ်ဆွေများအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေခင်ဗျာ။ ဒီဇာလန်လေးကိုကြိုက်တယ်ဆိုရင်အောက်မှာ like လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။အားလုံးပဲအိမ်မက်လာလာမကြပါစေခင်ဗျာ။